ဒီဗီဒီယိုထဲမှာကဘာပေါ်ကအကြီးဆုံးဝေလ၅ကြီးတွေအကြောင်းသင်မသိသေးတဲ့အံ့ဩစရာကောင်းတဲ့အချက်လက်တွေကိုဖော်ထုတ်သွားမှာပါဝေလ၅ဝါသနာရှင်များအတွက်သူတေသနာပြုလုပ်ရာမှာအထောက်အကူဖြစ်စေမဲ့အကြောင်းအရာတွေကိုစိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာပါ ဝေလငါကြီးတွေဟာကဘာပေါ်မှာအကြီးဆုံးတတဝါတွေဖြစ်ပြီးထူးခြားတဲ့လက္ခဏာတွေနဲ့ကိနဲ့နေပါတယ်။သူတို့ဟာသမုတ်တရာဂေဟစနစ်မှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပြီးသမုတ်တရာရဲ့ကျမ်းမာရေးကိုထိန်းသိမ်းရမှာအဓိကကြပါတယ်။ ဝေလငါးတွေဟာအခြားတရိစံတွေအတွက်အစာဖြစ်ဆောင်ရွက်ပေးသလိုသမုဒ္ဒရာအတွင်းရှိအာဟာရတွေကိုဖြန့်ဝေရမှာလဲကူညီပေးပါတယ်ဒါပေမဲ့ဝမ်းနည်းစရာကောင်းတာကသူတို့ဟာမျိုးသုံးပြောက်ွယ်လူနီးပါးအခြေအနေကိုရောက်ရှိနေတာကြောင့်ကာကွယ်စောင့်ရှောက်ဖို့အရေးကြီးပါတယ်ဘလူးဝေလဟာကဘာပေါ်မှာအကြီးဆုံးတရိစံဖြစ်ပြီးအရှိကဘေးရှိဆက်မှတရာအထိရှိနိုင်ပါတယ်သူတို့ရဲ့ကိုယ်လေးချိန်ကတန်ချိန်နှစ်ရာအထိရှိနိုင်ပြီးအလွန်အံ့ဩစရာကောင်းတဲ့တတဝါတွေပါ ဘလူးဝေလာတွေကိုကဘာသမုတ်တရားအလုံးမှာတွေ့နိုင်ပြီးသူတို့ရဲ့အဓိကအစားအစာကတော့ခရိုလိုခေါ်တဲ့ပစွန်စိတ်လေးတွေပဲဖြစ်ပါတယ်သူတို့ဟာတနေ့ကိုခရိုတန်ချိန်နဲ့ခြီးပြီးစားသုံးကြပါတယ်ဖင်ဝေလာတွေဟာဘလူးဝေလာများပြီးဒုတိယအကြီးဆုံးဝေလာ၅တွေဖြစ်ပြီးအရှေ65ပေမှ80ပေအထိရှိနိုင်ပါတယ်သူတို့ရဲ့ကိုယ်လေးချိန်ကတန်ချိန်80အထိရှိနိုင်ပါတယ် ဖင်ဝီလာတွေကိုလည်းကဘာသမှုတရားအားလုံးမှာတွေ့နိုင်ပြီးသူတို့ရဲ့အစားအစာကတော့ခရိုနဲ့ငားငယ်လေးတွေပဲဖြစ်ပါတယ်။သူတို့ဟာအစာရှာဖွေတဲ့အခါအုပ်စုလိုက်လှုပ်ရှားတာကိုတွေ့ရတတ်ပါတယ်။စဘာဝီလာတွေဟာထူးခြားတဲ့လက္ခဏာတွေနဲ့ပြည့်နှက်နေပြီးအလွန်ကြီးမားတဲ့ဦးခေါင်းကို ပိုင်ဆိုင်ထားပါတယ်။သူတို့ရဲ့ဦးခေါင်းထဲမှာ spermatozoa လို့ခေါ်တဲ့ဖျောင်းစီတစ်မျိုးပါဝင်ပါတယ်။စဘာဝေလာတွေဟာအရှိန်90ပေမှ68ပေအထိရှိနိုင်ပြီး ကိုလေးချိန်ကတန်ချိန်40မှ50အထိရှိနိုင်ပါတယ်သူတို့ကိုကဘာသမှုတရားအားလုံးမှာတွေ့နိုင်ပြီးသူတို့ရဲ့အဓိကအစားအစာကတော့ squid လို့ခေါ်တဲ့ပြည်ကြီးငါးတွေပဲဖြစ်ပါတယ်ဟန်ပတ်ဝေလာတွေဟာထူးခြားတဲ့သချင်းဆိုတန်တွေကြောင့်လူတိများကြပါတယ်သူတို့ရဲ့သချင်းဆိုတန်တွေဟာအလွန်ရှည်လျားပြီးရှုပ်ထွေးတဲ့တေးသွားတွေနဲ့ဖွဲ့စည်းထားပါတယ်ဟန်ပတ်ဝေလာတွေဟာအရှည်၄၀ပေမှ၅၂ပေအထိရှိနိုင်ပြီး ကိုလေးချိန်ကတန်ချိန်40အထိရှိနိုင်ပါတယ်။သူတို့ကိုကမ္ဘာသမုဒ္ဒရာအားလုံးမှာတွေ့နိုင်ပြီးသူတို့ရဲ့အစားအစာကတော့ခရုံးနဲ့ငားငယ်လေးတွေပဲဖြစ်ပါတယ်။ဝေလန်ငားတွေဟာမျိုးသုံးပြောက်ွယ်လူမျိုးပါအခြေအနေကိုရောက်ရှိနေတာကြောင့်သူတို့ကိုကာကွယ်စောင့်ရှောက်ဖို့အရေးကြီးပါတယ်။ငါတို့အနေနဲ့သူတို့ကိုဘယ်လိုကာကွယ်နိုင်မလဲ။ ပထမဦးဆုံးအနေနဲ့ဝေလငါးတွေကို အန္တရာယ်ဖြစ်စေတဲ့အရာတွေကိုရှောင်ရှားဖို့လိုအပ်ပါတယ်။ဥပမာအားဖြင့်ပင်လယ်ထဲကိုအမိုက်တွေမပြစ်တင်သလိုငါးဖန်းတဲ့အခါမှာလည်းဝေလငါးတွေကိုမထိခိုက်အောင်ဂရုစိုက်တင်ပါတယ်။ဒုတိယအနေနဲ့ဝေလငါးတွေအကြောင်းကို လေ့လာသင်ယူပြီးသူတို့ရဲ့အရေးပါမှုကိုလူတွေကိုမျှဝေပေးတင်ပါတယ်။ဝေလငါးတွေအကြောင်းကို လူတွေသိလေလေသူတို့ကိုကာကွယ်ဖို့ပူပြီးအားပေးလေလေပါပဲ။ နောက်ဆုံးအနေနဲ့ဝေးလ9တွေကိုကာကွယ်ဖို့လှုပ်ဆောင်နေတဲ့အဖွဲ့အစည်းတွေကိုထောက်ပံ့ပေးသင့်ပါတယ်။ဒီအဖွဲ့အစည်းတွေဟာဝေးလ9တွေကိုကာကွယ်ဖို့သုတေသနပြုလုပ်ခြင်း၊ပညာပေးခြင်းနဲ့ဥပဒေပြုခြင်းတွေမှာပါဝင်ဆောင်ရွက်နေပါတယ်။ဒီဗီဒီယိုထဲမှာကဘာပေါ်ကအကြီးဆုံးဝေးလ9ကြီးတွေအကြောင်းနဲ့သူတို့ကိုဘယ်လိုကာကွယ်ဆောင်ရှောက်နိုင်မလဲဆိုတာကိုတင်ဆက်ပေးခဲ့ပါတယ်။ဝေးလ9တွေဟာကဘာကေဟာစနစ်အတွက်အလွန်အရေးပါတာကြောင့်သူတို့ကိုကာကွယ်ဖို့ငါတို့အားလုံးမှာတာဝန်ရှိပါတယ်။ ီဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဝေလာငားရီအကြောင်းကိုပုံမူလေ့လာခြင်းနဲ့ဆိုရင် ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားပြီးနောက်ထပ်ဗီဒီယိုတွေကိုစောင့်မျှော်ကြည့်ရှုပေးကြပါဦး။ Call to action ီဗီဒီယိုကိုကြိုက်နှစ်သက်တယ်ဆိုရင် like လုပ်ပြီးတငယ်ချင်းတွေကို share ပေးပါဝေလငါးတွေအကြောင်းကိုပုံမိုလေ့လာခြင်းနဲ့ဆိုရင်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားပြီးနောက်ထပ်ဗီဒီယိုတွေကိုစောင့်မျှော်ကြည့်ရှုပေးကြပါဦးဝေလငါးတွေကိုကာကွယ်ဖို့အတွက်တင်ပါတွေလုံနိုင်မလဲဆိုတာကို comment မှာရေးသားပြီးဆွေးနွေးကြရအောင်